မင်္ဂလာပါခင်ဗျာ MCN သတင်းဌာနရဲ့တွေ့ဆုံမိမြန်ကအစီအစဉ်ကကြိုးစားပါရတယ်ဒီကနေ့မှဆိုရင်တော့ AA လက်နက်ကိုင်အဖွဲ့အစည်းကိုဒါနိုင်ငံတော်တမင်ကပုံကိုတောင်းဆန်းစွကြည်ကတိုက်ခိုက်ဖို့အတွက်ဒါမှာကြားခဲ့တာနဲ့ပတ်သက်ပြီးတော့ဒါတပ်မတော်ရဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ပြီးတော့ထုတ်ဖော်ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီးတော့ပြောဆိုဝေဖန်မှုတွေရှိနေပါတယ် ပြီးတော့ဒီအထူးသဖြင့်ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေကြမှာတော်တော်လေးပြင်းပြင်းထန်ထန်ဝင်ပန်နေကြပါတယ်အဲတစ်ဖက်မှာကြတော့ဒီနိုင်ငံတော်အဆင့်လုံးဂျုံရင်းဆိုင်ရာအစည်းအဝေးကဒီစကားတွေကိုမီဒီယာကိုပြောကြားခဲ့တာနဲ့ပတ်သက်ပြီးတော့တက်မတော်အဖွဲ့ကိုလည်းဒါဝေဖန်မှုတွေရှိနေပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲတင်ကမဟာဗျူဟာလေ့လာရေးအဖွဲ့ကအမှုဆောင်ဒရိုက်တာဦးသိန်းထွန်းကိုတွေ့ဆုံမိမြန်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဟုတ်ကဲ့အကိုမင်္ဂလာပါမင်္ဂလာပါခင်ဗျဟုတ်ဆိုတော့ပရမအောင်သိကျင်လာကြတော့ကျွန်တော်တို့အခုဒီမကြံခင်ကပြုတ်လုသွားတဲ့ဒီတရင်သာရှင်နေပွဲမှာပေါ့နော်ဒါနိုင်ငံတော်တိုင်းကပုတ်ကိုဒေါ်အောင်ဆန်းစွတ်ကြီးကအေးအေးလက်နက်ကင်တက်ဖွဲ့ပေါ့နော်ဒါလက်နက်ကင်တက်ဖွဲ့တိုက်ခိုက်ဖို့အတွက်မှာကြားခဲ့တယ်ဆိုရယ်ပြောဆိုမှုပုံမှာအခုရဲ့သဘောထားမြင်နေသိကျင်ပါတယ်အဲ့တော့ဒီဟာပြီးခဲ့တဲ့ဇန်နဝါရီ၄ရက်နေ့ကနေပြီးတော့ yes can လေးခုတိုက်ခိုက်မှုဖြစ်သွားတယ်ပေါ့ဖြစ်သွားတယ်ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တို့ကဒီတိုက်ခိုက်မှုအပေါ်မှာသုံးသပ်တဲ့အခါမှာ ပုံမှန်အဖြစ် AA သည်သူ့ရဲ့ဌာနချုပ်သည်ရခိုင်ဒေသတွေမှာလည်းမရှိဘူးကချင်ပြည်နယ်လိုက်စားမှာဖြစ်နေတယ်တစ်ချက်ပေါ့နောက်တစ်ချက်ဆိုတော့အဲ့တိုက်ခိုက်မှုကနောက်တစ်ချက်ကတပ်မတော်နဲ့တိုက်ပွဲဖြစ်တာမဟုတ်ဘဲနဲ့ဒီရခိုင်ဒေသကလူမျိုးစုတွေကိုကာဝယ်ပေးဖို့အတွက်စောင့်ရှောက်ထားတဲ့ outpost တွေဒါ police force ကအင်မတန်မှအင်အားနည်းနည်းနဲ့ကင်းစခန်းသူကလုံခြုံရေးတာဝန်အဓိကထမ်းဆောင်မှုတွေလုပ်ထားတဲ့သူဒါတွေကိုတွားတိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့မိခွန်ကပထမဆုံးစထွက်တယ်စထွက်တယ်ဆိုတော့ဒါဒီ ဒီနိုင်ငံတော်မှာအုပ်ချုပ်ရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းရဲ့ Executive Branch တစ်ခုရဲ့အစသိငယ်ဆုံးနဲ့အရေးကြီးဆုံးစီမံတစ်ခုသွားပြီးတော့လာထိပါတဲ့အနေအထားအဲ့တော့လုံခြုံရေးအမြင်အရကြည့်မယ်ဆိုတော့ဒါဒီ Public Force ပေါ့နော်ပြည်သူလူထုနဲ့အနီးကဆုံးဆက်ဆံနေရတဲ့အဖွဲ့အစည်းတစ်ခုကိုတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးကပြန်တိုက်ခိုက်ရမယ်ဆိုတာနိုင်ငံတိုင်းကခေါင်းဆောင်တော်တော်များများဒီတိုင်းပဲတုံ့သက်ကြလိမ့်မယ်ဒါကကျွန်တော်တို့ဘက်ကအမြင်တစ်ချက်ပေါ့အဲ့တော့ဒီချိန်မှာကျွန်တော်တို့သတင်းစာရှင်တွေကကျွန်တော်တို့လည်းရောက်ပါတယ်ရောက်တော့အဲ့ဒီ ဒီအတိုင်းပင်ခံကဒီလိုမျိုးမှာကြားသွားခဲ့တယ်ဆိုရက်သတင်းလေးကျွန်တော်တို့ရတယ်။ကျွန်တော်အဲ့ဒီအချိန်မှာအားလုံးနဲ့ဝိုင်းဝေပန်ကြရတယ်ပေါ့။အော်ဒီလိုမျိုးပြောတင်သလားမပြောတင်ဘူးလားဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့တခုသုံးသက်ချက်ရှိတာကဟုတ်ပြီ။ဒါဆိုရင် AA ကဒီလိုရခိုင်ဒေသမှာပြန်ဝင်ပြီးတော့ရခိုင်စခန်းတွေကိုတိုက်ခိုက်တယ်။အဲ့ဒါကိုဘာမှထုတ်ပြန်ခြင်းမလုပ်ဖဲနဲ့ဒီတိုင်းပဲ action ယူကြမှာလား။တူဒီမဟုတ်တိကျရှင်းလင်းတဲ့ မင့်ကြော်ညာချက်တစ်ခုလုပ်ပြီးတော့ action ယူမလားဆိုတာဒါကျွန်တော်တို့မှတွေးစရာဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြန်သုံးသပ်တာကအဲ့လိုမျိုးမဟုတ်ဘဲနဲ့အစတည်းကရှင်းရှင်းလင်းလင်းဟုတ်ပြီဒါဆိုရင်တော့တတိယရှင်းလင်းပွဲမှာလည်းသူတို့ကြီးညာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါဒီဥစော်ထေးကပြောသွားတဲ့ဟာပဲဖြစ်တယ်အမင့်ကြော်သားအနေနဲ့ကြော်ညာစာအနေနဲ့တော့တည်တံမထွက်သွားဘူးပေါ့အဲ့လိုအခါမျိုးမှာကျွန်တော်တို့ကဖြစ်ချင်တာကဟိုမှာနိုင်ငံတော်သမားလက်မှတ်နဲ့ပဲဖြစ်စီပေါ့ဒီနေရာမှာဒီလိုတိုက်ခိုက်မှုဖြစ်ခဲ့တဲ့အတွက်ကြောင့် ဘလို့မရှောင်တာစီးရတော့ဘလို့လို့ရေးယူရတော့မယ်ဆိုတဲ့ဟာမျိုးထုတ်ခဲ့လို့ရှိရင်တော့ပို့ပြီးတော့ legitimate ဖြစ်တာပေါ့ဒါမျိုးဖြစ်လိုက်ရင်တော့အခုနပြောတဲ့ပြဿနာမရှိနိုင်ဘူးပြီးတော့နောက်တစ်ချိန်မှာပြဿနာကဘာဖြစ်နေလဲဆိုတော့တော်တော်များများရဲ့အမြင်ပေါ့ဟာတက်ကဒီလုံကြီးကိစ္စကိုသူကသူဦးဆောင်ပြီးလုပ်နေတာပဲဒီအစိုးရဖွင့်နေညှိနှိုင်းမှုမရှိဘူးဆိုတဲ့တန်ကြာမျိုးတွေလည်းရှိခဲ့ ው တယ်အဲ့တော့ဒီသတင်းစာရှင်းလင်းမှာဒါကိုတက်မတော်ဘက်ကထည့်သွင်းလိုက်ခြင်းအကြောင်းရင်းကတော့တက်မတော်ဒီအစိုးရဖွင့်ညွှန်ကြားမှုအောက်ထဲမှာပဲအလုပ်လုပ်နေတဲ့ဆိုတဲ့ဟာကိုပေါ်လွင်စေခြင်းနဲ့သဘောထားလို့ကျွန်တော်တို့ကသုံးသပ်တယ် ဒါပေမဲ့တစ်ဖက်ကအမြင်အရကြည့်ပြန်ရင်တော့လေဟာဒါမျိုးတွေကမထည့်သင့်ဘူးလို့ဒီပရိုတိုကောရဖြစ်တင်လားမဖြစ်တင်လားဆိုတဲ့ငင်းခုံမှုတွေကအများကြီးရှိမှာဒါပေမဲ့ကျွန်တော်တို့ကအယူရှင်းဆုံးမှမြင်ပါတယ် AA ရဲ့ခုလိုတိုက်ခိုက်မှုကတကယ့်ကိုကျွန်တော်တို့လုံညွေးအပိုင်းရတော့လကောင်းဒီအချုပ်ချာအာနာကိုတော့လကောင်းထိပါတဲ့အနေအထားမျိုးဖြစ်လာရင်မတိုက်ခိုက်နိုင်လို့ဘယ်သူကပြောမှာလဲမပြောမနဲ့တော့မနေပြောမှာပဲအဲ့တော့ကျွန်တော်တို့ဘက်ကကျွန်တော်တို့လေ့လာနေတဲ့အပိုင်းအရကြည့်မှဆိုတော့ပြောခြင်းမပြောခြင်းဒီကျွန်တော်တို့အတွက် ထူးထူးခြားခြားတော့ဘာမှမဖြစ်ဘူးသို့တော့ဝေဖန်မှုကတော့ရှိနိုင်တယ်ဒါပေမဲ့ action တစ်ခုကတော့ယူကိုယူရလိမ့်မယ်အဲ့တော့အဓိကကအရင်တော့ကပြောကြတယ်ဟာတက်မလို့ဒီအဆူရနဲ့ကုန်းဆောင်မှုရှိသလားမရှိဘူးလားဆိုတဲ့တန်မြားတွေတွေ့ထားတယ်မေးခွန်းနေအဲ့တော့ဒီထုတ်ပြန်ချက်တစ်ခုထုတ်လိုက်တဲ့အချိန်မှာတော့ဒါတော့မရှိတော့ဘူးဒါပေမဲ့အဲ့ဒါဆိုရင်ရက်ခိုင်းရင်ရမလားတော့မရဘူးလားဆိုတဲ့ဒီဟာတွေတည်တယ်။အဲ့တော့ကျွန်တော်တို့ပြောတာဝေဖန်သူတွေအနေနဲ့တော့ဝေဖန်ကြမှာပဲ။ကျွန်တော်လုပ်ငန်းတွေတစ်ခုအနေနဲ့သုံးသပ်မယ်ဆိုတော့ရှင်းရှင်းလေးပါ။ ီဥစ္စာဒီကျွန်တော်တို့နေမြေမှာလုံခြုံရေးကိုပြက်ပြားစေတယ်။အေးဆန်းဆန်းနေထိုင်နေတဲ့ဇဲရွာလူလူတွေလုံခြုံရေးတော့အမှခံချက်မရအောင်အခုဆိုစစ်ချောင်းနဲ့အရင်များသွားပြီ။ဒီလိုမျိုးအနေထားမျိုးမှာကျွန်တော်တို့ကတုံ့ပြန်မှာမလုပ်သင့်ဘူးလားလုပ်ကိုလုံအောင်မယ်။လုပ်မယ်ဆိုတဲ့အခါမှာပို့ပြီးတော့အခုပြောနေတဲ့နိုင်ငံတကာနိုင်ငံတကာဆိုတဲ့ဇာတ်ကားတွေအောင်မှာကျွန်တော်တို့ official document တစ်ခုထုတ်လိုက်တယ်။ဟုတ်ပြီကြီးညာချက်တစ်ခုဒါလူမျိုးလုပ်တဲ့အတွက်ကြောင့်ဒီလိုတိုက်ရပါတယ်ဆိုတဲ့ဟာမျိုးဆိုရင်ပို့ပြီးရှင်းသွားမယ်အဲ့ဒီပြဿနာ။အဲ့တော့ဆိုလိုတာကတော့ဟို နိုင်ငံတော်ဘက်ကလည်းအဆူဖြစ်သောအဆိုးရပါတော့အဆိုးရဘက်ကလည်းငင်းငင်းသာသာနဲ့လှုပ်ချင်နေဆိုတဲ့ဟာတိတ်ပြီးတော့ diplomatic အရန်ဆန်သွားတဲ့အခါကျတော့ဂျားထဲမှာဒုက္ခဖြစ်ပြီးတော့ဟိုမိကုန်းထုတ်เสียရလေးငင်းခုန်เสียရလေးဖြစ်လာတယ်လို့ကျွန်တော်ထင်တယ်ပုံမှားဖြစ်တော့ဒါမျိုးဖြစ်သွားလို့ဒီလိုလှုပ်တင်နေဆိုတဲ့စာမျိုး official တစ်စောင်ထုတ်လိုက်တာပြဿနာဖြေရှင်းနိုင်လိမ့်မယ်လို့ထင်တယ်ဒါကျွန်တော်တို့အမြင်ပါ ဟုတ်ကဲ့ပါကောဆိုတော့ပြီးတော့ကိုဒီပြည်တွင်းပြည်ပါဒီအဲဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့နော်ဒါပြည်တွင်းပြည်ပါကျူတော်ကျူကျော်စစ်ပွဲပြည်ဘလို့စစ်ပွဲမျိုးမှမဆိုဒီတက်မတော်ကနေပြီးတော့ဥဆောင်ပြီးတော့မှဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ပြီးတော့ဒီအပေါ်မှာတစုံတရာဒီလွှမ်းမိုးပိုင်ခွင့်မရှိဘူးဆိုတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရာလဲကျွန်တော်ဒါရှိပြီးသားဆိုတော့အဲ့ဒီမှာလဲဒါအဲ့လိုရှိတယ်လို့ဒီလိုမျိုးဒါအခုနိုင်ငံတော်တိုင်းကပုံကူကလည်းဒီလိုညွန်ကြားလို့ဒီလိုမျိုးအဲမှားကြားလို့ဒီလိုတိုက်ရပါတယ်ဆိုတဲ့အပေါ်မှာရှင်းနေနောက်နေနည်းနည်းလေးအဲဒီ tree ရဖြစ်တဲ့ပုံစံမျိုးဖြစ်နေအဲ့ပုံမှာအခုဘလို့နားလဲထားတယ် အာခုနအဲ့ဒါတော့ခုနကျွန်တော်ပထမပြောတဲ့အထက်မှာလည်းပါပါတယ်ပထမဆိုလိုတာကဟိုပေါ့စကားကအရင်တော့ကြီးသွားမယ်ဆိုတော့ပြပကျူးကျော်စေဖြစ်သွားပြီဆိုတော့အလွယ်ဆုံးအရှင်းဆုံးပြောမယ်ဗျာကျွန်တော်တို့အခန်းတစ်ခန်းထဲမှာထိုင်နေတယ်အခန်းကမီးလောင်နေပြီအခန်းကြီးလည်းပိတ်နေတယ်အဲ့လိုအခြေအနေမျိုးမှာမီးတက်တက်တဲ့လူတကယ့်ကို leading လုပ်နိုင်တဲ့သူတွေကတခွမဟိတ်ဟုတ်ပြီဟိမီးတက်ကြမယ်ထွက်ကြမယ်ဘလို့ပြေးမယ်ဒါမျိုးပဲဖြစ်သွားမယ်လေဒါကအရေးအကြီးဆုံးနဲ့အချင်းချက်ကြအောင်အခြေအနေဒီလိုမျိုးပဲအခြေအနေပေါ်မူတည်ပါတယ် ဒါကတော့ဆိုလိုချင်တာကကိုယ့်ဘက်ကကိုရင်ဆိုင်ရတဲ့အခက်အခဲကြီးလာလေလေဘလို့ဥဆောင်မယ်ဆိုတဲ့ဟာဖြစ်သွားပြီဆိုလိုတာကအဲ့ဒီအချိန်မှာတမတော်ကဥဆောင်မယ်ဆိုပေမဲ့တမတော်ဒီနိုင်ငံတော်မှာအမြင့်ဆုံးလို့သတ်မှတ်ထားတယ်သမရစီကိုတော့သူက report ပေးကိုပေးတယ်ကျွန်တော်တို့ဒီလိုတော့ဖြစ်နေပါပြီဒါကိုတော့ပြန်လဲတုံ့ပြန်မှုလိုအပ်နေပါပြီအဲ့ချိန်မှာသမရကစစ်စင်ရိုးတော့ဘဏ္ဍာကဘယ်တက်ဘယ်ရှိဘယ်ရှိသူလုံးမှာမဟုတ်ဘူးတမတော်အနေနဲ့ဥဆောင်ပြီးတော့လိုအပ်တယ်လို့စီစဉ်ဆောင်ရပါဆိုတဲ့တခွန်နဲ့သူပေးသွားပြီ အဲ့ဒီချိန်မှာမှတက်မတော်ကစစ်စင်ကြီးကိုပြန်လဲဥဆောင်တဲ့ပုံစံမျိုးဥပမာဆိုကြပါစို့ကျွန်တော်တို့အမေရိကန်ရဲ့အထင်ရှားဆုံးစစ်စင်ကြီးဥစမာဘင်လာဒင်ကိုတွားပြီးဖမ်းတဲ့ချိန်မှာအဲ့ဒီမှာတပ်ပုံတွေတပုံထွက်လာတယ်တွေ့ကြပါပါခြေစုံမှာအဲ့ဒီစစ်စင်ကြီးကို Navy Sea ရဲ့တကက်အချုပ်ကြီးကထိုင်ကုန်မှာအဓိကနေရာမှာထိုင်နေတယ်နိုင်ငံသားရေးဝန်ကြီးရှိတယ်သူတို့သက်ဆိုင်ရာထိုင်နေတယ်သမားဥပမာဟိုးနောက်နေမှာကက်ကက်လေးပဲထိုင်ထားတယ်အဲ့တော့သမားဥပမာအဲ့ဒီစစ်စင်ကြီးကိုမသိတော့တာမဟုတ်ဘူးဥစမာဘင်လာဒင်ကို သေးကြပြီဆိုရင်ဖမ်းလိုက်သူအမိန်ပေးပြီးသွားတယ်ဒါပေမဲ့စစ်စင်ရင်မှသူဝင်ပြီးတော့ပါစရာအကြောင်းမရှိတော့ဘူးသူဒီစစ်စင်ရင်အောင်မြင်မှုကိုပဲသူထိုင်ကြည့်နေတယ်တကယ်တော့စစ်စင်ကိုလှုပ်သွားတဲ့ဗိုလ်ချုပ်ကြီးသည်သူ့တာဝန်သူယူသွားတယ်အဲ့ဒီသဘောပေါက်အဆန်ဆန်းကအဲ့တော့အဲ့ဒါကတော့ဘယ်လိုခေါ်လဲဆိုတော့တစ်ခါတည်းကမှကျွန်တော်တို့ရှိမှာဥပဒေနဲ့ပတ်သက်လို့အယူအောက်တွေကတော်တော်များတယ်ဗျများတော့ဟို misunderstanding များပြီးတော့ဒီကြားထဲမှာ controversy ဖြစ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်တကယ်တမ်းကျွန်တော်တို့မြင်ထားတာရှင်းရှင်းလေးတခုခုဆောင်ရွက်တော့မယ်ဟိုမှာစစ်စင်ရင်နဲ့ပတ်သက်လို့ဘယ်လိုပဲဖြစ်ဖြစ် သမရကိုတော့အတိပေးကိုပေးရတယ်မပေးစရာအကြောင်းမရှိဘူးသူတို့အမြဲတမ်းတက်ကလည်းအမြဲတမ်းပြောထားတာရှိပါတယ်ဒီလိုင်ဇာမှာ CS 0တော့သမရဦးသိန်းစိန်လက်ထက်တုန်းကလည်းသမရကြီးပြောတဲ့အချိန်မှာစစ်ကိုရလိုက်တဲ့ဟာမျိုးရှိတယ်အခုဒီချိန်မှာလည်းဒီစစ်စီနဲ့ပတ်သက်လို့နိုင်ငံတော်သမရကိုအတိုင်းဟိုအတီးပြုတ်ပြီးမှပါသူတို့သတင်းပို့ပြီးမှသာလောက်ကြတာပါခွင့်ပြုချက်နဲ့လောက်တာပါဆိုအမြဲတမ်းပြောထားတယ်အဲ့တော့ connection ဆိုတာရှိပြီးသားပါခုနကတခုတော့ရှိတာပါလေပြဿနာကအပြင်မှာဖြစ်နေကြတဲ့ဟာကို ဟိုမတိုင်ပင်မဲ့လှုပ်တယ်တိုင်ပင်မဲ့လှုပ်တယ်ဆိုတဲ့ဟာလေးတွေကိုဖြည့်ရှင်းဖို့ကြိုးစားနေတဲ့ဒီဒုတိယဖြစ်စရာလေးထွက်လာတယ်လို့ပဲကျွန်တော်ထင်ပါတယ်အမှန်အဖြစ်တော့ဒီလုပ်ငန်းစဉ်ကြီးကတော့ဒီတိုင်းပဲသွားမယ်မသိစရာအကြောင်းမရှိဘာကြောင့်လဲဆိုတော့နိုင်ငံတော်ရဲ့အရေးကြီးဆုံးနေရာမှာတာဝန်ယူနေကြတဲ့သူတွေကို ဟုတ်ကဲ့ကိုဆိုတော့ပြီးတော့ကိုနောက်ထပ်ဝေဖန်မှုတွေရှိနေရပါတော့ဒါဒီ Night Rodaming ပုံကိုဆိုတာဒါတစ်ချိန်တော့ဒါ Nobel ဆုရှင်ဒါငင်းငယ်ဆုရှင်ရထားတဲ့ပုံကိုတယောက်အနေနဲ့ဒီလိုမျိုးဒါစစ်တိုက်ဖို့အတွက်ကိုသူအဲဒီပြောပါမလားဆိုပြီးတော့ဝေဖန်တယ်တစ်ဖက်ထဲမှာလည်းဒီလိုပြောလိုက်ခြင်းအဖြစ်ဒီအဲဒီဘက်ကဒီတိုင်းရင်းသားတွေကဒီ Night Rodaming ပုံကိုပုံမှာယုံကြည်မှုရော့နယ်သွားနိုင်တယ်ဆိုရယ်ဝေဖန်မှုတွေရှိနေတယ်အဲ့ပုံမှာအခုအမြင်လေးသိချင်ပါတယ်ဟုတ်ပြီဗျအဲ့ဒါဆိုရင်ကျွန်တော်တို့ပြောပြမယ်ဟုတ်ပြီစစ်ဆိုတာကောင်းလားဆိုတော့မကောင်းဘူးစစ်ဖြစ်လို့ရှိရင်ဘယ်သူနဲ့ဘယ်သူပဲတိုက်တယ်လူ အတံမွေးရှိတယ်ဆိုတဲ့လူအသက်တွေဆုံးရှုံးလာကြပြီ။သို့တော့ကျွန်တော်တို့ကတစ်ချက်ပြန်စဉ်းစားအောင်။နိုင်ငံတော်တစ်ခုတည်မြဲဖို့အတွက်အချုပ်ချာအာဏာဆိုတည်မြဲရမယ်။အဲ့ဒီအချုပ်ချာအာဏာပျို့ကွဲသွားနိုင်လောက်တဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါမှာစစ်ပွဲဆိုတာကျွန်တော်တို့ဒီလိုပဲဆူရှင်ပဲဖြစ်ဖြစ်တကယ့်ကိုတရားသဘောဖြင့်ပြေဝနေသူပဲဖြစ်ဖြစ်မလွဲမရှောင်တာကြုံရမှာ။ကြုံတဲ့အခါမှာသူဘယ်လိုဆုံးဖြတ်မလဲ။ဆိုလိုတာက तू ရထားတဲ့ नोबेल ဆုပဲဖြစ်ဖြစ်ဟာကိုကတကယ်ကိုအင်မတန်စိတ်နှလုံးသဘောထားပြည့်ဝသူကြီးပဲဖြစ်ဖြစ်ဆိုပြီးကိုကုံကိုဆောင်ရင်းနဲ့တိုင်းပြည်ပြိုကွဲသွားတာကိုကြည့်မလား ဒါမှမဟုတ်စစ်ပွဲတစ်ခုဆင်နွှဲခြင်းအားဖြင့်နောက်ဖြစ်လာမယ့်စစ်ပွဲတွေရှောင်လန်းမလားဆိုတဲ့သုံးသပ်ချက်ရှိတယ်။အဲ့တော့စစ်ပွဲတစ်ခုဆင်နွှဲလိုက်ခြင်းအားဖြင့်စစ်ပွဲတော်တော်များများရှောင်လန်းနိုင်တယ်ဆိုတဲ့အယူဆလည်းဒါကကျွန်တော်တို့ဒီစီရေးသီအိုတွေမှာရှိတယ်ပေါ့။ရှိတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာကိုကအဟုတ်ပြီးငါကတော့နိုဘယ်ဆုရှင်ပဲငါဒီတိုင်းထိုင်ပြီးတော့ဖြစ်ချင်တာဖြစ်ပါစေကြည်မှာဆိုတာဒါမျိုးကတကယ့်နိုင်ငံတော်မှာတောင်းယူရထားတဲ့လူတယောက်ကအဲ့လိုဘယ်တော့မှမစင်သာပါဘူးစဉ်းစားစရာအကြောင်းလည်းမရှိဘူးဘာလို့လဲဆိုတော့ဒါတွေကအကုန်လုံးတမိုင်းမှတ်တမ်းမှာအကုန်ချိုင်ရပါပဲလေ ီလိုပဲအရန်ကိုဟာကိုကလူသားချင်းစာနာထောက်ထားမှုအပြည့်အဝရှိတယ်အင်ပတန်ကိုမှဟိုဒီငင်းငမ်းမှုကိုဖြစ်စေခြင်းလေကျွန်တော်တို့ဆိုပြရရှာအောင်နမူနာယူလို့ရတယ်ကော်ဘာချော့နိုဘယ်ဆုရှင်ဖြစ်တယ်တိုင်းပြည်တွေခွဲထုတ်ဖို့ကြိုးစားတယ်သူဒီတိုင်းငြိမ်ကြည့်နေတယ်နောက်ဆုံးဘာဖြစ်လဲရလာကဆိုပြပြည်ထောင်စုဆိုတဲ့အင်ပတန်အင်အားကြီးမားတဲ့နိုင်ငံကြီးကအစိမ့်စမှာမှခွဲထုတ်သွားတယ်အဲ့တော့ကျွန်တော်တို့ကတကယ်တမ်းရင်ဆိုင်နေရတာဒီ reality ပေါ့နော်တကယ်မြေပြင်မှာအမှန်ကန်အခြေအနေကိုရင်ဆိုင်ရတာဒီလိုအခြေအနေမျိုးရောက်လာတဲ့အခါကျရင် ကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးအတွက်ဆိုရယ်စင်စားချက်ကရှည်ဆုံးရောက်လာလိမ့်မယ်အဲ့ဒီအချိန်ကျရင်တော့ကျွန်တော်တို့ငင်းရဲနိုဘယ်ဆုတွေ human right တွေဘာတွေညတွေဆိုတာနောက်တန်းရောက်သွားမှာပဲအဲ့ဒါကတော့ဟိုနိုင်ငံတွေတော်တော်များများဒီ national interest ပေါ့နော်ကိုနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားမှာမူတည်ပြီးစဉ်းစားတာဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ကသိထွေထူးပြောစရာမလိုဘူးဝေဖန်တာတော့ရှိကြမှာပဲဒါပေမဲ့အဲ့ဒီဝေဖန်မှုတော့လိုက်ရင်းနဲ့ကျွန်တော်တို့တိုင်းပြည်ကိုအပြုတ်ခွဲခံလာဆိုတဲ့မေးခွန်းအတိအချက်ပဲအဲ့ဒီမေးခွန်းကိုဖြေနိုင်ပြီဆိုလို့ရှိရင်ဂျန်နဲ့ကကျွန်တော်တို့ဘာမှဖြေရှင်းစရာမလိုဘူးပေါ့နောက်တစ်ချက်ကတော့ ိုင်းသားတွေဘက်ကမြင်ရတဲ့အမြင်ဟုတ်ကဲ့အဲ့ဒါမှာဘလို့စဉ်းစားမလဲဆိုတော့ကျွန်တော်တို့ကအေအေနဲ့ရခိုင်လူမျိုးတွေကျွန်တော်တို့ခွင့်မြင်မှုလိုလိမ့်မယ်ဟုတ်တယ်အေအေမှာရခိုင်တွေပါနေတယ်သို့တော့ကျွန်တော်တို့ဒီရခိုင်လူမျိုးကိုတိုင်နေတာမဟုတ်ဘူးအေအေကသူ့ဘာသူဘသူကိုဘလို့ပဲကိုစားပြုဘူးအေအေရဲ့လောရက်တည်ကျွန်တော်တို့လက်ရှိထုတ်ပြန်ထားတဲ့ဒီဇယ်ဥပဒေတွေစီးပွားစည်းကမ်းတွေကိုချိုးဖောက်တယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုထိပါးနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုလို့ရှိရင် ဘာသူမဆိုတိုက်တိုက်ခိုင်ရမှာပဲဆိုလိုတာကျွန်တော်တို့အေအေတိုက်နေတယ်ဆိုလို့ရခိုင်ကရှိသမျှလူမျိုးတွေကျွန်တော်တို့လူမျိုးတွေတုတ်ဖြတ်တက်ဖြတ်ရမှာဆိုတဲ့ဟာမျိုးမဟုတ်ဘူးလေအေအေတခုတည်းကိုပဲကျွန်တော်တို့ကတိုက်ခိုင်နေတာသူဘာသူဟိုအတွေးခေါ်ရတစ်ဖက်အရန်ကတ်သွားပြီလို့ဥမာနိုင်ငံကြီးထူထောင်မယ်ငါတို့မဖြစ်မနေတိုက်ခိုင်မယ်ဆိုတဲ့သူတို့တွေးတာသူတို့တပိုင်းမယ်ဒါပေမဲ့ကျွန်တော်တို့ဒီအေအေကိုတိုက်နေလို့ရခိုင်လူမျိုးကိုကျွန်တော်တို့မုန်းစရာအကြောင်းတစ်ချက်မှမရှိဘူးရခိုင်ကြီးကျွန်တော်တို့ရဲ့တိုင်းရင်းသားမျိုးနွယ်စုထဲမှာပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့ဘင်္ဂလီအရေးကိစ္စမှာရခိုင်လူမျိုးတွေအတွက်တတ်နိုင်တဲ့ဘက်ကကျွန်တော်အများကြီးလုပ်ပြီးပြီဒါမဲ့ ်ခုနလိုမျိုးဟာအေအေကဒီနေမျိုးမှာဒီလိုမရလို့ဒီလိုလာလို့တယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့လုံးဝလမ်းမခံဘူးဥမာဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ငင်းငင်းရတဲ့တစ်ဖက်ကလည်းလမ်းဖွင့်ပေးထားတဲ့အချိန်အခွင့်အရေးနဲ့ရှိနေတဲ့အချိန်မှာဘာကြောင့်တိုက်ပွဲနေတယ်သူတို့ယူရှင်တာလဲဆိုတော့ဒီမေကွန်ရှိတယ်။အဲ့လိုမေကွန်မျိုးကိုအပြေထွက်နိုင်ပြီဆိုလို့ရှိရင်အေအေကိုဘာကြောင့်တိုက်ရလဲ။အေအေနဲ့ရခိုင်လူမျိုးချာမှာဘာကွဲပြားမှုရှိတယ်ဆိုတာကျွန်တော်နားလည်နိုင်ပါတယ်။ဟုတ်ကဲ့ပါဘူး။ဆိုတော့နောက်တစ်ခုကြတော့ဒီဟိုဒါဒီလူမျိုးဒါ တိုက်ခိုက်ဖို့အတွက်ဒါမှားချားတယ်ဆိုတဲ့ဟာတွေနိုင်ငံတော်အဆင့်ဒါဒီအစည်းအဝေးမှာလုံခြုံရေးဆိုင်ရာဒီအချက်လက်တွေပေါ့နော်ဒါလူမျိုးပြောတဲ့ပုံမှာမှအဲဒီတက်မတော်အနေနဲ့ဒါမီဒီယာကိုပြန်ပြီးထုတ်ဖို့ပြောဆိုခဲ့တဲ့အပေါ်မှာလဲဒါတက်မတော်ဘော်ကိုလဲဒါဝေဖန်မှုတွေရှိနေတယ်အဲ့ပုံမှာကိုမြင်နေသိချင်ပါတယ်အဲအဲ့ဒါကတော့ခုနပြောတာပါကိုတက်မတော်ဘက်ကတော့ရှင်းပါတယ် तू ကဟိုအရင်တော့ကသူ့ဘာသူဒီစစ်စင်ရေးဆိုရင်တက်ကပဲဥဆောင်ပြီးလုပ်နေတယ်ဘယ်သူမှမသိဘူးဆိုတော့အဲ့ဒါကတကယ်တမ်းကျတော့ကျွန်တော်တို့ အရေးမကြီးဘူးလို့ထင်ရပါမယ်ဆိုရှယ်မီဒီယာကအရင်အကောင်းနေတဲ့အချိန်မှာဒီဥစ္စာတွေအမှန်ကနေအမှားဖြစ်သွားနိုင်တယ်ဆိုလိုတာကနားလည်မှုလွဲသွားနိုင်တဲ့ပြဿနာတွေရှိတယ်ဆိုတော့အဲ့ဒါကိုကြိုကာထားတဲ့အနေနဲ့ထုတ်လိုက်တာပဲကျွန်တော်လည်းအဲ့ဒါကိုသဘောပေါက်တယ်ဆိုတော့ဒါပေမဲ့ဒီချိန်မှာကျတော့ဟိုနိုင်ငံရေးအရတော်လည်းကောင်းပါတော်လည်းကောင်းသူကစီရင်အမြင်ရတွေးရင်တော့ရှင်းရှင်းလေးပဲဟိုစစ်သားတယောက်ကတွေးမယ်ဆိုတော့ဟုတ်တယ်ငါတို့ဒီမှာဒီလိုရတယ်ဒီလိုနဲ့ညွှန်ကြားချက်ရှိတယ်ဒါကြောင့်မို့လို့ငါတို့ဒီလိုလုပ်တယ်သူ့ဘက်ကအတူရဒါလေးပဲ ါမဲ့နိုင်ငံရေးသမားတယောက်အမြင်နဲ့ပြန်ကြည့်ရင်တော့ဒါဆိုရင်ဟိုဘက်ကိုအပြစ်ပုံချခြင်းတော့လားသူတို့ဘာလားညာလားဆိုတော့မျိုးကုန်နေအများကြီးရှိနိုင်တယ်အဲ့တော့ဒါကတော့ကျွန်တော်နှစ်ဖက်လုံးကိုနားလဲပါတယ်အဲ့တော့တမလို့အနေနဲ့ထုတ်ပြန်တာမှန်လားမှားလားဆိုတဲ့ဟာတော့ကျွန်တော်တို့လည်းပြောဖို့ခက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုလောလောဆယ်ဖြစ်နေတဲ့ကျွန်တော်တို့လူမှုအတိုင်းအဝိုင်းရဲ့အနေအထားကို information လဲရတယ်ရတဲ့ information ကလည်း miss information လဲဖြစ်တယ်အမှားမှန်ခွဲခြားဖို့လဲ implement ခဲ့တဲ့ခါကျတော့ information တစ်ခုတော့ထုတ်ပေးလိုက်တာပဲ ဒါကိုဘလို့ဝေဖန်သုံးသပ်လဲဆိုတဲ့အပေါ်မှာပဲမူတည်ပြီးတော့ဟိုအမားမှန်ဆုံးဖြတ်တယ်ဆိုတာတွေဖြစ်လာနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်အဲ့တော့ information ရတာလိုသလားလိုပါတယ်ဒါမဲ့ information ကိုမြင်တဲ့အမြင်တွေပေါ်မူတည်ပြီးတော့ကွဲသွားလိမ့်မယ်လို့ပဲကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါကောကျွန်တော်တို့အခုတို့ဒီမဟာဗျူဟာပေါ့နော်တင်းနေကမဟာဗျူဟာလိလာရဲ့အဖွဲရလဲဒါဒီပြည်တွင်းဒီစစ်ပွဲတွေဒါငိန်ချမ်းကြီးပြည်တွင်းငိန်ချမ်းကြီးတွေနဲ့ပတ်သက်ပြီးတော့မှအခုတို့ဒါလိလာနေတာဆိုအခုလက်ရှိဒါအေးနဲ့တက်မတော်ရဲ့နောက်ဆုံးထိတွေ့မှုအခြေအနေဒါဘယ်လိုအခြေအနေလဲရှိနေလဲဟုတ် အဲနောက်ဆုံးကတော့ကျွန်တော်တို့တီးတလောက်ဘူးတီးတောင်မြို့နယ်ရဲ့အရှိတ်ခံပေါ့အာလောရမတို့အော်ရမတို့အဲတောင်တန်းတွေရှိတယ်အဲ့ဒီဘက်ခြံမှာထိတွေ့မှုနောက်ဆုံးတစ်ကြိမ်ကျွန်တော်တို့သတင်းထုတ်ပြန်တာကြားပြီးတဲ့နောက်ပိုင်းမှာတော့ထပ်မတွေ့သေးဘူးဆိုတော့အဲ့ဒီအချိန်ကနောက်ဆုံးဖြစ်လိမ့်မယ်လို့ထင်တယ်နောက်တစ်ကြိမ်ကတော့နောက်ကျွန်တော်တို့ပြန်စဉ်းစားတာပေါ့နော်အေအေကသူတို့ရီမန်းချက်အရာတော့စထောင်ကလေးကကချင်းပြည်နယ်လိုက်စားမှာဖြစ်ခဲ့တယ်သူတို့ရဲ့အခြေခံနေမြေတိဆောက်မှုကတကယ့် သူတို့ရဲ့မူရင်းဒေတာမဟုတ်ဘဲနဲ့ဟိုးအဝေးကြီးမှာဖြစ်နေတယ်ဆိုတာအဲ့ဒါကိုသူကမူရင်းဒေတာရှိပါတယ်ဆိုတော့ပြန်ပြချင်တဲ့ရည်ရွယ်ချက်တစ်ခုတော့ပါလိုက်မယ်ဒါပေမဲ့ဝင်လာတဲ့ခေါင်းစဉ်ကြီးကအဖရခိုင်နိုင်ငံတော်ကြီးပြန်လဲထူထောင်ရေးဆိုတော့အဲ့ဒါကြီးကတော့တော်တော်လေးဟိုကျွန်တော်တို့လက်ရှိ2008အချိန်ကဥပဒေနဲ့တော်တော်လေး controversial ဖြစ်တယ်ပြီးတော့ဒီကျွေးကြော်တန်ကြီးနဲ့လူသစ်စုတာတို့ဒီလူငယ်တွေကိုပြန်ပြီးတော့ဟိုစိတ်ဟားတက်ကြွအောင်လုပ်တဲ့ဟာမျိုးဆိုတော့လှုံ့ဆော်တဲ့သဘောမျိုးဖြစ်နေတဲ့အခါကျတော့ဒါဟာနိုင်ငံတော်တရရဲ့ ြိုကွဲသွားနိုင်တဲ့အနေအထားမျိုးမှာကျတော့အရန်အနေနဲ့ရှိနိုင်တဲ့ ideology တစ်ခုလို့ဖြစ်နေတယ်။ဆိုတော့အဲ့ဒါမျိုးကျကျွန်တော်တို့ကလက်ခံလို့မရဘူး။ဆိုရချိုးကြပါစို့ကျွန်တော်တို့ရခိုင်လူမျိုးတွေကတော့တွားရေးလာရေးခက်ခဲတယ်။ကျွန်တော်တို့မှာဒီဆိုရသူရခိုင်ကထွက်တဲ့တရားစားတာတွေကျွန်တော်တို့ခွဲဝေမှုကအားနေတယ်။ဆိုတော့ဒါမျိုးတွေညှိမယ်ဆိုကျွန်တော်တို့ကစပွဲဝိုင်းကိုတည်ရအောင်။ဒါတွေကိုတွားပြီးတော့လက်နဲ့လက်သွားရှင်းလို့မရဘူး။အဲ့လိုအချိန်မျိုးမှာလက်နဲ့ကန်ပြီးတော့ဒီဘလိုမျိုးလုပ်မယ်ဆိုရင်အဖြေကမထွက်တဲ့အပြင်ကိုပို့ပြီးတော့ ီပို့ပို့ပြီးခတ်သွားမယ်ပေါ့နော်ညနေချင်းဆိုင်ပို့ပို့ခတ်သွားမယ်နေတာဘာလို့သူတို့ဒီလမ်းကိုရွေးတာလဲကျွန်တော်တို့လည်းတော်တော်လေးစဉ်းစားရခက်ပါတယ်အဲ့တော့ဖြစ်နိုင်ကြီးကတော့ကျွန်တော်ဟိုတခါအင်တာဗျူးတစ်ခုမှာပြောထားသလိုပဲနံပါတ်1ကတော့သူတို့ငယ်မြေရှိချောင်းဆိုတဲ့အခြေအနေကိုပြချင်ပါနောက်တစ်ချက်ကစပွဲတွေတိုက်တယ်ဆိုတာဒီတိုင်းတိုက်လို့မရဘူးလက်နဲ့ဝေရမယ်လူရင်ရရှိရမယ်အဲ့ဒီလူတွေကိုကျွေးမွေးထားရမယ်သွားဖို့လာဖို့တော့ရံမုံမွေလို့တယ်အဲ့ဒီရံမုံကိုသူတို့ပြန်ရှာမှာလဲအဲ့ဒီရံမုံကိုရှာဖို့တော့ကျွန်တော်တို့အဲ့ဒီဘက်မှာဖြစ်နိုင်ချေနီလန်တစ်ခုပဲရှိတယ် ဒီမွေးစေပါသက်ဆောင်ရောင်းချခြင်းဆိုတော့အဲ့ဒီအပိုင်းနဲ့ဖြစ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီမှာလမ်းကြောင်းတစ်ခုရှိတယ်အဲ့ဒီလမ်းကြောင်းကိုဖြစ်ဖို့အတွက်ဆိုရင်သူတို့အိတ်နဲ့မျိုးစိုးမိုးထားရမယ်အဲ့တော့အဲ့ဒီနှစ်ချက်ကြောင့်ပဲကျွန်တော်တို့ကဒီလက်နက်ကင်တိုက်ခိုက်မှုဖြစ်လာတယ်လို့ထင်တယ်အဲ့လိုမျိုးလက်နက်ကင်တိုက်ခိုက်မှုမျိုးကိုတော့ဘယ်နိုင်ငံကအစိုးရကမှတော့လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးဆိုတော့အဲ့ဒီချိန်မှာတိုက်ပွဲတွေဆက်ဖြစ်သွားနိုင်တယ်အဲ့တော့အဲ့ဒီချိန်မျိုးမှာနိုင်ငံတော်ကိုပြတ်ထွက်လာမယ့်အချိန်မျိုးမှာတော့ဒီခုနက စုရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပြောရတယ်ပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေကမဖြစ်နိုင်ဘူးနောက်တစ်ချက်ကတော့ဒီလိုမျိုးလှုပ်ရတာလဲအစိုးရကိုတက်မလို့တသဘောတည်းရှိတယ်ဒါမျိုးတော့လက်မခံနိုင်ဘူးဆိုတဲ့ message တစ်ခုကိုပေးလိုက်တဲ့သဘောလို့ပဲသုံးသပ်ပါတယ်ဟုတ်ကဲ့ပါကိုနောက်ဆုံးမင်းကုန်းတစ်ခုပါကိုအဲဆိုတော့ဒါဒီ2000ကျန်ခဲ့တဲ့2018နှစ်ဒါကုံပိုင်းလေးမှာပဲဒါဒီတမတော်ကပူးစိုးကပြောတယ်ဒီထာဝရငင်းချမ်းရင်းကိုဒါသူတို့အဲဒီ ပြည်သူလက်ကို2020မှာအပ်မယ်ဒီတက်ဆက်ထဲမှာလဲဒါတချို့စစ်တိုင်းတွေကိုချက်ချင်းရပ်လိုက်ပြီးတော့မှဒါငြိမ်းချမ်းဆွေးနွေးဖို့ဆိုပြီးတော့လုပ်နေတဲ့အချိန်မှာပဲဒီလိုမျိုးစစ်ပွဲကဒီလိုမျိုးဒါအဲဒီလိုမျိုးဖြစ်စဉ်တွေပေါ်ပေါက်လာတယ်ဆိုတော့အဲ့ဒီပုံမှာအားလုံးချုပ်ငုံပြီးတော့မှကျွန်တော်အခုသွားနေတဲ့ဒီပြည်တွင်ငြိမ်းချမ်းအခြေအနေကအလားအလာဘူးလေအခုနောက်ဆုံးအနေနဲ့တုံ့ပြန်ပေးပေါ့ပြည်တွင်ငြိမ်းချမ်းကတော့ခုနပြောသလိုပေါ့အဲ့တော့မြောက်ပိုင်းကိုပဲအရင်ဆုံးကြည့်လိုက်မှာပေါ့နော်မြောက်ပိုင်းစစ်တိုင်းငါးတိုင်းဆိုရင်တကယ်တမ်း un conflict တော်တော်များများဖြစ်ခဲ့တာကအဲ့ဒီနေရာတွေမှာပဲရှိတယ်နောက်အထူးသဖြင့်တော့ AATNLA MNDAA နောက်တစ်ခါ ဖိပ္ပံမှာရှိတဲ့ NDA တို့ပါတော့အကုန်လုံးကမြောက်ပိုင်း Northern Alliance ဆိုပြီးတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့သူတို့ဖွဲ့ထားပြီးသားအဲ့တော့ဟိုဘက်မှာစစ်တိုင်းရက်ထားတယ်ဌာနချုပ်လည်းရှိတယ်ဆိုရင် A ဟာဟိုဘက်ကရက်တဲ့စစ်တိုင်းနယ်မြေထဲမှာသူကညှိနှိုင်းမှုလုပ်လိုက်လို့ရှိရင်ဒါငြင်းငြင်းဖြစ်စင်တယ်တော့အလိုလိုဝင်သွားမယ်ဒါတစ်ချက်ပေါ့အနောက်ပိုင်းကိုဘာကြောင့်မရက်လဲဆိုတော့ကျွန်တော်တို့သိထားတဲ့ဒီကျွန်တော်တို့အိန္ဒိယကလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ဆွေးနွေးပြီးတော့ဒီသတင်းဖလှယ်တဲ့အခါမှာသူတို့ဘာပြောလဲဆိုတော့တစ်ဖက်နိုင်ငံကကျွန်တော်တို့ဒီတောင်ပြိုလက်ဝဲစခန်းရဲ့ဟိုဘက်ချမ်းလောက်မှာရှိတယ်ပေါ့နော် ကုတူပါလောင်ဒုက္ခသည်စခန်းမှာဒီမော်လဝီဆရာတွေက ARS စီလူငယ်2500လောက်ကိုစစ်တင်နံပြန်ပေးနေတယ်။တချိန်ချိန်မှာမြန်မာနိုင်ငံတွေကိုပြန်ဝင်ပြီးတော့တိုက်ခိုက်မှုတွေပြန်လှုပ်လာနိုင်တယ်ဆိုတော့ကျွန်တော်တို့သတင်းတစ်ခုရှိတယ်။အဲ့တော့အလို့သာဖြစ်ခဲ့မှာဆိုရင်ကျွန်တော်တို့ကအဲ့ဒီချိန်မှာရခိုင်ဒေသကိုသာခုနပြောသလိုတိုက်ခိုက်မှုရပ်လိုက်မယ်စီးရဲလှုပ်ရှားမှုရပ်လိုက်မယ်ဆိုရင် ARS တွေအရန်ကောင်းတဲ့အခွင့်အရေးဖြစ်သွားမယ်။လေးလာဆိုတာအင်မတန်ကြာရှည်ပြီးတော့နေမျိုးထိန်းသိမ်းမှုတွေအရန်ကောင်းတဲ့အခွင့်အရေး။နောက်တစ်ချက်ကသူတို့ဘလောက်စိတ်ဝင်လာလဲ။ နောက်နေဆက်မှာခုနပြောလို့နိုင်ငံတကာဘာညာဆိုတဲ့ကိစ္စတွေနဲ့တက်တယ်ဆိုတာခြားထားလို့မရဘူး။နေဆက်မှာနေချားဆောင်ရဲပဲကျွန်တော်တို့အဓိကထားလို့ရတာ။အခုနေဆက်နေချားဆောင်ရဲဆိုတာလည်း AA ကဝင်တိုက်သွားတဲ့အခါမှာမြင်ရတဲ့အတိုင်းပဲ။ဆိုတော့တက်မတော်တဲ့ဆိုင်တော့ immediate လုံကြီးဘက်မှာဟိုထိတွေ့တိုက်ခိုက်မှုတွေ immediate လွယ်ကူတဲ့ဟို soft target ပေါ့နော်။ immediate ပျော့ပြောင်းတဲ့ target ပြစ်မှတ်တစ်ခုဖြစ်နေတယ်ဆိုတာဒါမျိုးဝင်တိုက်ရင်ကျွန်တော်တို့ကအကဲရွေးများတိုက်သွားရင်ကျွန်တော်တို့အဲ့ဒီနေရာမှာဘယ်လိုမှကျွန်တော်တို့ဒီနေမျိုးအပြန်ဖတ်ဆယ်ဖို့ကလေးလောက်တွေမှာတော်တော်ခက်သွားလိမ့်မယ်။ ော့အဲ့လိုအခြေအနေမျိုးမှာဒါအတွက်လုံလုံကြီးအကြောင်းပြချက်နဲ့ကျွန်တော်တို့ကတကယ်လည်းရှိတယ်သတင်းလည်းရထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါကိုရပ်ဆိုင်းထားတယ်အဲ့ဒါကလည်းလွန်ခဲ့တဲ့၂ရက်၃ရက်လောက်ကတက်လာတဲ့ဗီဒီယိုတစ်ခုရှိတယ်ရဲကားကိုပြစ်ခတ်တိုက်ခိုက်တာ ARS ဆိုတဲ့ပုံစံအဲ့ဒါကလည်းကျွန်တော်တို့ပြန်စဉ်းစားကြည့်တဲ့အခါမှာ ARSG တီးတဲ့မဟုတ်ဘဲနဲ့အရှိအလယ်ပိုင်းကတချို့တချို့တော့အကြံဖက်အဖွဲ့အစည်းတွေပါလာနိုင်တဲ့ပုံစံမျိုးလိုတော့ကျွန်တော်တို့ထင်နေရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတကယ်တမ်းကအဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ဒီတဲ့ပို့ပြီးဒီဒီ ကြတဲ့သတင်းတွေရခဲ့မယ်ဆိုရင်ကျွန်တော်တို့လုံလုံလေးတော့ပိုဆိုးရင်ကြနေတာမှရှိတယ်။ခုဒီနေရာမျိုးမှာအနောက်ဖက်ကိုစစ်ရဲဆဲပေးဖို့ဆိုတာမဖြစ်နိုင်ဘူး။အဲ့တော့ဒီတချမ်းကတော့ထားလိုက်။အဲ့တော့အဲ့ဒီနေရာမှာစီရဲလို့ရှောင်းမှုလုံးတဲ့အတွက်ကြောင့် AA ဒီတော့ဂျားထဲမှာဂျားညက်သွားတဲ့သဘောပဲ။လက်မြေလုံုံမှုနဲ့ငင်းငယ်ရေကိုအမခန့်ကြီးရဖို့အတွက်ဒီငင်းမျိုးဆုံးမွေးလို့တဲ့ခါမှာထိတွေ့တဲ့ခိုင်မှုကြောင့်သူ့မှာဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်။ဒါတစ်ချက်ပေါ့။အဲ့တော့မြောက်ပိုင်းကိုကျွန်တော်တို့ပြန်သွားလိုက်မယ်။အခုမြောက်ပိုင်းသွားလိုက်တဲ့အချိန်မှာအဲ့ဒီနေကကျွန်တော်တို့တောက်မတဲ့တင်းသာရှင်းလင်းမှာပဲပြန်ပြောသွားပါတယ်။ အပြစ်ခတ်ရက်ဆဲပြီးတော့ဒီတလအတွင်းတို့သူတို့ reset ထုတ်တဲ့အချိန်မှာတမ်ရောဘယ်နဲ့ထိတွေ့မှုသည် SSA နဲ့လို့ထင်ပါတယ်ဟုတ်တယ်ဒီချိန်မှာသူတို့တိုက်ခိုက်မှုဖြစ်ခဲ့တယ်ကျန်တဲ့အချိန်မှာသူတို့သူတို့ပါသူတို့လူသစ်ဆူတာရှိတယ်ဒီပြည်ထောင်လမ်းမကြီးပေါ်တက်လာပြီးဆက်ကြီးကောက်တာရှိတယ်တက်ရွှေ့မှုတွေလုပ်တယ်ဆိုတော့ကျွန်တော်ခုတစ်ခါအင်တာဗျူးမှာပြောခဲ့ဦးတယ်အခုရက်ပြလိုက်တဲ့လေလာဆိုတာဒီအင်မတန်ခြေခက်လက်ခင်းတာပြီးတော့ရာသူကိုကောင်းတဲ့အချိန်တက်ရွှေ့တာတွေလုံနိုင်တယ်လူသစ်ဆူတာတွေလုံနိုင်တယ်ဆက်ကြီးကောက်တာတွေမျိုးစုံလုံနိုင်တယ်အဲ့တော့အဲ့ဒီလေလာအတွင်းမှာ ညဉ့်ညဉ့်ကြီးကိုလိုချင်တဲ့လူကဘာလုပ်မှာလဲညဉ့်ညဉ့်ကြီးကိုမလိုချင်မှန်းနဲ့ကိုယ့်အရာကိုတိုးမဲ့လူကဘာလုပ်မှာလဲဆိုတော့အဲ့ချိန်မှာပေါ်လာမှာအခုတလား result တော့ထုတ်ပြီးပြီလေးလဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တလားချင်းစီတော့ separate result လောက်သွားလို့ရှိတယ်အဲ့ဒီတော့တင်းမှာသူတို့ဒီပြန်ပြီးတော့ညဉ့်ညဉ့်ကြီးအတွက်တကယ်ကိုအမှန်မှန်ကန်ကန်လုပ်မယ်တကယ်လဲဆွေးနွေးမယ်ဆွေးနွေးဖို့အတွက်လည်းလမ်းတွေဖွင့်ပေးထားတာကိုပြန်တက်လာမယ်ဆိုရင်တော့ညဉ့်ညဉ့်အတွက်ကညောင်းနေချက်အများကြီးရှိပါတယ်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလေးလအတွင်းမှာသူတို့နေနဲ့မရဘူးဒီ ကိုခွင့်ပြုချက်မပေးထားတဲ့ဟာတွေပေါ့နော်ဒီပြည်သူလူထုရဲ့ဝန်ထုံးဝန်ဖုံးမဖြစ်ရတော့ဘာလို့ဆိုတာမျိုးတွေဆက်လုပ်နေမယ်ဆိုတော့ကျွန်တော်ညီငယ်တွေက2020ဆိုတော့ညာလဲပဲအဲ့ဒါဒီအခြေအနေတစ်ခုပြန်ရွှေ့သွားနိုင်မယ်အခုချိန်မှာတော့တက်ဖက်ကလုံအောင်လှုပ်ရှားမှုရထားတဲ့ကြောင့်တက်နေထီထူမှာမရှိသလောက်ဖြစ်ပြီးတော့သူတို့အချင်းချင်းကြားထဲမှာပြန်တိုက်ခိုက်တာတွေလည်းကျွန်တော်တို့စက်လိုက်ကြားနေရတယ်အဲ့ဒါကတော့ဝိဉ္ဇဉ်ပြောရင်တော့အလားအလာမကောင်းဘူးပေါ့နော်အဲ့တော့သူတို့ကြားထဲမှာညှိနှိုင်းမှုပြည်လည်မှုရဖို့နောက်တစ်ခါကျတော့တကယ်ကိုညီငယ်လမ်းကြောင်းပေါ်ပြန်လျှောက်ဖို့ဆိုတဲ့ဟာပေါ်မှာပဲကျွန်တော်တို့က focus လုပ်ရမယ်ထင်တယ် အဲ့ဒါဒီမှန်မယ်ဆိုရင်တော့2020ဒီငင်းငယ်ရွယ်ကကျွန်တော်လမ်းစာအများကြီးရှိပါတယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ဟာဒီလက်နက်ကန်ရတဲ့အရာသာတည်နေတယ်နောက်ထပ်ကောင်ဝါအီကော်နမီပေါ့စစ်ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကြောင့်စစ်ပွဲမှာလက်နက်ရောင်းရတာမျိုးရှိမယ်ဒီစစ်ပွဲကိုတိုက်ခိုက်နိုင်ဖို့တဟုတ်လူရဆက်ကြီးကောက်ဒီလူရဆက်ကြောင်ဆိုလိုတာကတဖြည်းဖြည်းဖြည်းနဲ့ဟိုဒီစစ်ပွဲကိုစာရင်းစာရင်းနဲ့စစ်ပွဲနဲ့ပတ်သက်တဲ့အကျိုးမြတ်တွေကိုယ့်အိမ်ထဲကိုရောက်လာတဲ့အခါမျိုးမှာတော့ ငញ្ញံဘက်ကိုလှမ်းဖို့ဆိုတာအတော်လေးခက်ရင်းပါလိမ့်မယ်အဲ့လိုအခြေအနေမျိုးပေါ့ငញ្ញံရေးမရှိရှုပဲနဲ့ဝါးဤကောင်တော်မျိုးကစိတ်ဝင်စားနေမှာဆိုတော့အဲငញ្ញံရေးလမ်းကြောင်းပေါ်သွားတဲ့ခါမှာတော့အခက်ခဲအနှောင့်အယှက်အတားစီတွေပုံများလာနိုင်မယ်လို့သုံးသပ်ပါတယ်ဟုတ်ကဲ့ပါကိုဆိုတော့အခုလိုအချိန်ပေးပြီးဖြေးချပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါခင်ဗျကျေးဇူးပါဟုတ်ကဲ့ โอเคပါဒါတော့ AA လက်နက်ကင်အဖွဲ့ကိုတိုက်ခိုက်ဖို့ဒါနိုင်ငံတော်တာမီကပုံကိုတော်ဆန်းစွကြည်ကမှာကြားခဲ့တယ်လို့ဒါတပ်မတော်ရဲ့တရေမှန်ပြန်ကြားရဲ့အဖွဲ့ကထုတ်ဖော်ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့အဲဒီနိုင်ငံရဲ့အတိုင်းအဝိုင်းမှာပြောဆိုမှုတွေရှိနေပါတယ်အဲအထူးသဖြင့်တော့တိုင်းရင်းသားအဖွဲ့အစည်းတွေတော်တော်များများကတော့ဒါဝေဖန်မှု ပြင်းပြင်းထန်ထန်လုပ်နေကြပါတယ်အဲတက်ဖက်မှာလည်းဒါနိုင်ငံတော်အဆင့်ဒါအစည်းအဝေးပေါ့နော်ဒါလုံခြုံရေးဆိုင်ရာအချက်အလက်တွေကိုမီဒီယာတွေကိုချပြခဲ့တယ်ဆိုပြီးတော့ဒါဒီတက်မတော်ပေါ်ကိုလည်းဝေဖန်မှုတွေရှိနေပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တင်ကမဟာဗျူဟာလေးလိုက်ရေးအဖွဲ့ကဒါအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းကိုတွေ့ဆုံမေးမြန်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် MCN သတင်းဌာနရဲ့တွေ့ဆုံမေးမြန်းကန်အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်ကတော့နေမင်းခါပါခင်ဗျာ